ကိုစိုးလင်းဦးရဲ့ပွဲကတော့ပြီးသွားပြီပေါ့နော်အမန်နဲ့ထပ်ပြီးတော့ရှုံးပြန်ပြီပေါ့နော်အကိုစိုးလင်းဦးကအဲ့ဒီ1နဲ့စာချုပ်မချုပ်ခင်တုန်းကဆိုရင်နိုင်ပွဲ3ပွဲတာမှသူကထိုးတက်ပြီးတော့အဲ့ဒီ1 championship နဲ့ပေါ့နော်အလက်မှတ်တွေရေးထိုးပြီးတော့စာချုပ်တွေချုပ်လိုက်တယ်ဒါပေမဲ့အခုသူနောက်ပိုင်းအထိုးလာတာနဲ့ထိုးလာတဲ့သူတိုင်းဟိုသူကအကုန်လုံးရှုံးနေတယ်အရှုံးတင့်လားဆိုရင်မရှုံးတင့်တဲ့အနေအထားမှာရှိရကွာဒါပေမဲ့အမတ်နဲ့ပြိုင်တဲ့အချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေကကျွတ်ဘယ်လိုလဲမသိဘူးတကယ် အလဲမထိုးနိုင်ဘူးဆိုရင်တိတ်မနိုင်ရအောင်ပေါ့နော်အတန့်စင်ပွဲဆိုရင်လည်းသူထိုးထိုးတာကောင်းပါလေနော်ဒါပေမဲ့အမတ်တွေနဲ့ဘာနဲ့ပြန်ရည်လိုက်မယ်ဆိုရင်ရှုံးတယ်အတဏီအဖြစ်ပြောရမယ်ဆိုရင်တကယ်လို့နိုင်ချင်တယ်ဆိုရင်သူများကအလဲထိုးပြီးတော့ပထမပိုင်းဒုတိယပိုင်းအဲ့လိုမျိုးထိုးပြီးတော့လဲပြီးတော့အနိုင်ယူရင်တော့တေချာပေါက်နိုင်ပါတယ်နောက်ပြီးတော့မနေ့ကအဲ့ဒီကိုစုံလေးဦးရဲ့ပွဲလဲကျွန်တော်ကြည့်ပြီးပြီပေါ့နော်သူထိုးတာတော်တော်လေးကိုမိုက်တယ်ဒါပေမဲ့မြန်မာကမနိုင်ဘူးပေါ့နော် တကယ်ချင်းတို့တွေအကျွတ်ပေါ့နော်ကျွန်တော်ပြောမဲ့စကားလေးကတော့နည်းနည်းပေါ့နော်ကိုစကိုစိုးလင်းဦးကအတီလာမှာသူအလေးချင်းလေးချင်းတာပေါ့နော်တိတ်မကြသေးဘူးလို့ထင်ပါတယ်နောက်ပြီးတော့အဲ့ဒီကိုစွန်းလေးဦးရဲ့ပွဲတွေလည်းနောက်တောင်တွေမှာနည်းနည်းလေးပါသွားမယ်လို့ကျွန်တော်ထင်တယ်ဘာဖြစ်လဲဆိုတော့နိုင်ပွဲတွေတိတ်မရတဲ့ဒူတွေဆိုရင်အဲ့ဒီဝမ်းချန်ပီယံရှစ်ရဲ့ဥက္ကဋ္ဌတိတ်မပေးထိုးဘောနော်ဒါပေမဲ့ထိုးနောက်ထပ်ပြန်ထိုးနိုင်ပါစေလို့ပဲကျွန်တော်တို့မြန်မာပြည်သက်တွေဆုတောင်းရမှာပေါ့နော်